ကဲသတိရချက်မျိုးတွေမင်္ဂလာပါနော်ကျွန်တော်တက်ဂရစ်ကနန်းပေါ့နော်ဂုနှစ်စွန်ကနန်းလေးတွေနှစ်20ကြားမှာတစ်ချိန်ကြာတဲ့ဒီမူလေးကိုကျွန်တော်ဒီထွက်ခါနီးပေါ့နော်ဒီနေ့ပါလဲ14ရက်5လ2025မှာ ကျွန်တော်တင်ပြပေးမယ်ဂုနှစ်ကနန်းလေးပေါ့ဗျာနော်အဲ့လိုပါမြန်မြန်ပြောလိုက်အောင်တအားကြာသွားရင်လည်းပြင်းနေလိမ့်မယ်ဒီနှစ်ခုနှစ်ဆိုတဲ့ဒီကနန်းကဘက်ကိုလာလာပြီးတော့ ီမှာနေ၄၆၆နှစ်၆ကြိမ်ပေါ်တက်သွားရင်ဒီမှာနှစ်နှစ်ခွန်လို့ကြာပြီနော်အဲ့လိုပဲဒီမှာတနှစ်သုံးဆိုတဲ့ကဏ္ဍကလည်းဒီမှာနှစ်၂၀ခြားပေါ့နော်ခြားပြီးတော့ဒီမှာလာကြာပြီဆိုတော့တော့ခါတိုင်းလူပဲအဲ့ဒါတော့အမြန်ပြောလိုက်တာပေါ့နော်အဲ့တော့ခုဆက်ကြည့်လိုက်ပေါ့ဗျာတစ်ခုနှစ်စုံနှစ်ခုနှစ်စုံအဲ့တစ်ခုနှစ်စုံနှစ်ခုနှစ်စုံမှာဒီမှာငါ၉ခွန်ဆိုတဲ့ဒီကဏ္ဍရှိတယ်သူ့ရဲ့အပေါ်ဆောင်မှာ နှစ်ချောက်လေးဆိုရကဏန်းလေးရှိရပေါ့နော်အဲ့ကဏန်းလေးကရှိခဲ့တယ်အဲ့ဒါမျိုးလေးကတစ်ချက်လုံးမှာကျွန်တော်တွေ့ရသလောက်ပေါ့နှစ်မူပဲတွေ့ရပေါ့နော်ဒါကပထမမူပထမမူပြီးတော့ဒုတိယကပ်မှာဒီမှာအာ9ခွန်9ပေါ့နော်သူ့ရဲ့အပေါ်ဆုံးမှာ6လေးနှစ်ခုနှစ်ကိုကြည့်လိုက်တော့လေဒီမှာကြည့်လိုက်ဗျာတစ်ခုနှစ်စုံနှစ်ခုနှစ်စုံပေါ့နော် ခွန်9ခွန်9 6လင်းနှစ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီမှာဗျာဒီချိန်မှာကြာမဲ့ကဏန်းပေါ့နော်နေ၄၅၅နှစ်မြောက်မှာကြာမဲ့ကဏန်းလေးကပါလေးလဲဆိုတာကျွန်တော်ရှေ့ကိုပြန်ကြည့်ရမှာရအောင်ပေါ့နော်နှစ်20ကြာပေါ့နော်နှစ်20ကြာမှာကြာတဲ့ကဏန်းဆိုတော့ကြည်လိုက်ပေါ့ရှေ့မှာပါလေးရှိလဲ9တုံညာပါလေး1ချိန်9တုံညာပါလေး1ချိန်အဲ့မှာ9နှစ်9ခုခွန်သူ့ရဲ့ရှေ့မှာ 305ပါတယ်1ဂျိမ်းပေါ့နော်အဲ့တော့ဒီမှာလဲဗျာကြည့်လိုက်တော့ဒီ633ဆိုရဲဒီကဏ္ဍလေးကိုကျွန်တော်တွေ့ရပါတော့တနှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်မြောက်မှာဒီကဏ္ဍလေးတွေ့ရတယ်အဲ့ကဏ္ဍလေးတွေ့ရတော့ရှေ့ကိုခုနလိုပဲကြည့်လိုက်တော့93ပါတယ်1ဂျိမ်း93ပါတယ်1ဂျိမ်း ጓ နှစ်59ခွန်93ပါတယ်1ဂျိမ်းပေါ့နော် အဲ့တော့ဒီမှာငါးတုံညာပါတယ်ဝမ်းကြီးငါးကိုခွန်ကွာနှစ်ကိုတုံညာတွေကိုတုံညာတွေကြပြီးတော့ဒီမှာ633ဆိုရယ်ကနန်းလေးတဲချပေးခဲ့ရပါတော့ဒီမှာအဲ့လိုများဖြစ်ခဲ့မယ်ဆိုရင်တော့ဒီမှာငါးတုံညာပါတယ်ဝမ်းကြီးငါးကိုခွန်ကွာနှစ်ကိုတုံညာပါတယ်ဝမ်းကြီးကိုတုံညာတွေကိုတုံညာတွေပေါ့နော်ကိုတုံညာတွေနဲ့ဒီမှာထိုးမယ်ဆိုရင်6 3 3ဆိုကဏန်းလေးပါเนาะကြိုက်တဲ့အမျိုးတွေထိုးလို့ရအောင်လို့ပါเนาะကျေးဇူးတင်ပါတယ်နောက်ထပ်စရှည်မှုလေးတွေလည်းစူးစမ်းပြီးတင်ဆက်ပေးပါမယ်เนาะအားလုံးပဲကျမကြီးယူဆိုင်ကြပါ